ဒီထောင်တွေဘလောက်ကြမ်းတမ်းရက်ဆက်လဲဆိုတော့သိကြရင်တော့ဘယ်သူမှဒုစရိုက်မှုတွေလုပ်ရဲမှာမဟုတ်တော့ပါဘူးအားလုံးပဲမင်္ဂလာပါဘကန် entertainment channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ညတိုင်းမှတ်တပ်ရက်ပြီးအိတ်ရတဲ့ထောင်တွေအချုပ်ခန်းရဲ့ပြင်ကိုထွက်ချင်ရင်တော့အကောင့်တလားထဲကိုဝင်ရတဲ့ထောင်တွေနဲ့24နိုင်လုံး9ရက်လုံးအခန်းချင်းထဲမှာတော့ခက်အစာငတ်ထားတဲ့ထောင်တွေအစရှိသဖြင့်လူမဆန်ဆုံးအရက်ဆတ်ဆုံးထောင်တွေကြောင်းအကောင့်ကနေအစိုးလိုက်တဆင်ချင်းပြောပြပေးသွားမှာဖြစ်ပါတယ် ထမဆုံးထောင်ကားတော့ဆုံးယုံမှုအစစ်ချက်ပါဒီထောင်ချောင်းသာကြားလိုက်ရရင်တော့တင်းချင်းချင်းရုပ်ကလူကြီးကိုအော်ဆဲပြီးတော့ထောင်ချောက်ဖို့ကွင်းစင်းမိပါအသေးချပါပဲ။ဘာဖြစ်လို့လဲဆိုတော့ကျင်းကားပွင့်ရထားတဲ့ဟိုတယ်တော်မှဒီထောင်တော့စေမရှိလို့ပါ။ကြားရုံမှာတော့မဟုတ်ဘဲနဲ့ဒီထောင်ကကိုပိုင်ကျွန်းတစ်ခုပေါ်တိဆောက်ထားတာပါ။အင်ငယ်လေးတွေစပင်းစီးတဲ့လမ်းတွေပြင်ထောင်သားတွေပန်းဖြေဖို့ကမ်းခြေတွေတော့မှဖန်တီးပေးထားပါသေးတယ်။ဒါကတော့ထောင်လာကြတာထက်ပိတ်ရခီးထွက်တာနဲ့ပိုတူနေမှာပါ။နေရာလေးကနေပဲပုံလေးလို့တာယာနေလို့နေချင်းသေးပေါက်သွားပြီဆိုရင်ဒီနေရာလေးရဲ့ဝင်ကြီးနေထိုင်ကြီးလေးကိုတစ်ချက်လောက်ပြောပြပေးပါမယ်။ လမ်းမတော်ပါနဲ့ဒီနေရာထိုင်ကြီးကတော့လုံးဝအခမဲ့ဖြစ်ပြီးပြင်မိုတစ်ခုလောက်လှုပ်ပေးဖို့ပဲလိုပါတယ်။မကောင်းတာလုပ်ပြီးဇိုးကြီးဖြစ်သွားရင်တော့ဒီထောင်ဟိုတယ်မှာလာပန်းဖြစ်လို့ရပါတယ်။ဒီကျွန်းပေါ်မှာထောင်သားပေါတရာကျော်ရှိပြီးတော့ထောင်ဆောင်တွေလုံးဝမရှိပဲသွားချင်တဲ့နေရာသွားလှုပ်ချင်တာကိုလှုပ်အေးဆေးလွတ်လွတ်လပ်လပ်ပါပဲ။ဒါရီပြင်စားရေးတောက်ရေးမှာလေမြန်မာနိုင်ငံမှာလို့အီးပန်းအောင်ပဲဟင်းနေလိမ့်ကျွေးတာမျိုးမဟုတ်ဘဲနဲ့ကျေငါးပွဲစဲအစားတောက်တွေတဲခင်းပြီးကပကြီးဆွဲကြင်လားယော့ပကြီးကားကန်းတချင်းဆိုကြင်လားယော့ကိုပိုင်အတန်သွင်းကန်းဒီဝိုင်းထောင်ကြင်လားကဲကိုပိုင်တူရီယာတွေစားရှိတဲ့ပြင်နဲ့ လူတိုင်းတတာတန်းရတဲ့ဘဝပါထောင်သားတွေကိုကြည့်လိုက်မယ်ဆိုရင်အေးအေးဆေးဆေးနဲ့ပျော်ပျော်ရွှင်ရွှင်နေနေကြလို့ကောက်ချက်ကြမစောသောပါနဲ့အောင်တော်တော်များများကလူသက်မှုနဲ့ရောက်လာတဲ့အကျဉ်းသားတွေပါလူသားသမားဆိုပြီးတော့လေခွဲခြားထားခြင်းမရှိပဲနဲ့လိုအပ်ရင်လိုအပ်သလိုသုံးဖို့ဓာတ်တွေကဲကြည့်တည်းလေအွေစုံဆိုင်ဆုံးထားထားပေးထားပါတယ်။ကဲအခုတော့တအားတွေစိတ်ဝင်စားပြီးတော့မကောင်းတာတွေအကုန်လုံးတော့မေးလို့တွေးနေပြီဆိုရင် information လေးတစ်ခုပေးပါမယ်။ဒီထောင်ကနော်ဝေးမှာရှိတာပါ။ဒီမကောင်းတာလို့လေဒီထောင်စီမရောက်ပါဘူး။ပဲဟင်းတန်းကိုပဲရောက်မှာပါ။ နောက်ထပ်တစ်ခုကတော့စိုးရုံမှုအဆင့်30ပါဒီတစ်ခါမှာလဲရှင်းမှုမပြတ်နော်ဝေးပါပဲကျွန်တော်ကဒီနေ့မှာဗီဒီယိုတင်ပြတာနဲ့နော်ဝေးကိုချက်ချင်းပြောင်းဖို့အတွက်စီစဉ်နေပါတယ်ထောင်ဆိုရာအပြည့်ခံတင်းတဲ့သူကိုဂျင်းမြောင်းနဲ့အခန်းငယ်တွေမှာထည့်ပြီးတော့အပြည့်ပေးရတာဆိုပေမဲ့နော်ဝေးကဟယ်တန်ထောင်ထဲမှာတော့ဂွန်တူမှာကိုပိုင်တိုက်ခန်းနေတဲ့ထားထားတာဖြစ်ပါတယ်ဒါကတော့ဘရာဇီးမှာလူသက်မှုကျူးလွန်ခဲ့တဲ့အကျဉ်းသားတစ်ယောက်ကိုထားတဲ့တိုက်ခန်းမှာအဆင့်မမီဖို့ကြောင့်နေ AR Flat TV ဝေရှော်စာအေကွန်ဇင်ကန်ပြည်စီအပြည့်စုံတွေကိုနေရတာပါ ထောင်မှန်းတီအောင်တို့အပြင်ကနေတော့ကတ်ထားပါတယ်။ဒါရင်ဘယ်လားဆိုတော့ကိုဝါသနာပါရာကိုလှုပ်ဆောင်နိုင်မဲ့အချက်ပြုတ်တင်တန်းတွေအစိုးတင်တန်းတွေကိုလေအဲ့ဒီကွန်ဒိုတွေမှာထားပေးထားတယ်ဆိုတော့ကဲဘာလို့သိလဲဗျ။အခုဆိုတော့ကျွန်တော်ရဲ့အိမ်မက်ကတော့ပြောင်းသွားပါတယ်။ဇာဝင်ကြီးမဖြစ်ချင်တော့ပါဘူး။နော်ဝေးထောင်ကအကျဉ်းသားပဲဖြစ်ချင်တော့ပါ။ဒီတစ်ခါမှာတော့စိုးရုံမှုလေဗယ်20ပါ။ဖိလစ်ပိုင်နိုင်ငံမှာရှိတဲ့ CEPU အကျဉ်းထောင်ပြပြီးတော့နှိမ့်စင်နေတိုင်းလူမဆန်တဲ့လူရိုးလို့စင်တခုကိုအတင်းကျပ်လောက်ခိုင်းပါတယ်။တော်တော်ရက်ဆက်တာပါကျွန်တော်တော့မကြည့်ရတော့ပါဘူး။ကဲအဲ့တော့ဆက်ပြီးတော့ကြည့်ရင်တော့ကြည့်ကြည့်ကြပါဦးဗျာ။ ဒီပြုတ်သိမ့်နေတဲ့အကျဉ်းဆောင်တွေမှာအကျဉ်းသားတွေရဲ့သုံးပုံတစ်ပုံကလူသတ်မှုအကြမ်းဖက်မှုမူရည်စည်းဝါမှုနဲ့ဝင်ရောက်ကြတာဖြစ်ပြီးတော့ဒီထောင်ကိုဖိလစ်ပိုင်ရဲ့ NDA အများဆုံးအကျဉ်းဆောင်စင်းတွေကိုထည့်ထားပါတယ်။ဒီလိုဆိုးရွားတဲ့ပြည်သားတွေကိုအပြစ်ပေးဖို့ဆိုရင်အလွန်ရက်စက်တဲ့တနည်းကိုပဲသုံးမှဖြစ်တော့မှာပါ။ဟာဘိုက်လေဘာရီလေကျန်းလာပါလေဆိုတော့ရာဇဝဲသားတွေကိုကေပော့တခြင်းနဲ့ကာခိုင်းနေရပါ။အဲတော့နောက်လို့တော့မရဘူးတော့။ဒီနေ့ကို၄နိုင်လောက်မဖြစ်မနေဇိုတင်းကာခိုင်းတာပါ။ကျန်းလာပါလေဆိုတော့လူသက်သမားကြီးတွေဈေးသမားကြီးတွေကအခုတော့ကွေးကောက်နေအောင်ကနေရပါတယ်။ တို့တတော်ဆိုရပြက်ကြမှာတချို့တော့ပြောနေပုံရပါတယ်တို့တွေကမိုက်ကယ်ခြေစေးကားကထားတဲ့ရုပ်တံတကူဆိုရင် YouTube မှာတင်ကကြီးစုသူတန်း60အောင်ကြော်သွားပါတယ်နောက်တစ်ခုကတော့စိုးရုံမှုအဆင့်30ပါပြောပြလိုက်တာနဲ့ဟာကနေဖြစ်သွားပြီးတော့တင်လုံးဝထင်မှတ်မထားမယ့်အကြောင်းရင်းတချို့ကြောင့်ပဲကမ္ဘာကျောက်စရာအကောင်းဆုံးထားတစ်ခုဖြစ်နေရည်တည်နေပါတယ်စံကွာတန်လို့ခေါ်တဲ့ဒီထောင်ကကြတော့အပြင်ပန်းကကြည့်မယ်ဆိုရင်ဒီတာမန်အချုပ်တစ်ခုလို့ထင်ရပေမယ့်အမေရိကန်မှာရှိတဲ့တခြားသောအကျဉ်းထောင်တွေအားလုံးထပ်ပိုများတဲ့တင်မင်းကြအကျဉ်းသားတွေကိုကင်တွယ်ထားတာဖြစ်ပါတယ် 1854ခုနှစ်ကလေးကစတင်ဖွင့်လှစ်ခဲ့ပြီးတော့ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ရှေးကြဆုံးထောင်တစ်ခုပါလုံခြုံရေးစနစ်လို့မြင့်မားပြီးတော့ဒီလောက်စောင့်ကြည့်နေတဲ့ဂျားကတော့မှထောင်သားချင်းချင်းတက်ပြတ်မှုတွေမကြာခဏဖြစ်လေရှိလို့တော်တော်ဆိုးတဲ့ဆိုးတွေကိုထိမ့်သိမ်းထားတဲ့နေရာလို့ပြောရမှာပါတဲ့အနေနဲ့ကျော်တကင်းစာနေရာရဖို့ထောင်တန်းဝင်မယ်လို့စဉ်းစားထားမယ်ဆိုရင်ဆိုးရုံမှုအဆင့်40ရှိတဲ့ဒီထောင်တစ်ချက်လောက်ယဉ်ကြည့်လိုက်ပါအရှေ့အာဖရိကမာရာကက်စကာနိုင်ငံမှာရှိတဲ့ အန်တနာမူရာထောင်ကတင်းရဲ့အမြင်တွေကိုလုံးဝပွင့်သွားစေမှာပါလူရောက်ရှိရာနေထိုင်မှုဆောက်လုပ်ထားတဲ့အကျဉ်းတောင်မှာအကျဉ်းသားဥယျ၄000ကျော်ကိုပြုတ်သိမ်းထည့်ထားပါတယ်ဒါပထမချက်ပါထောင်တွင်းထဲကိုလည်းဝင်ကြည့်မယ်ဆိုရင်ကမ္ဘာကပ်ဘေးကတန်တရာထဲမှာကွက်ကြနေသလားတွေးမိပါလိမ့်မယ်။ဒီရေကိုမယုံဘူးဆိုရင်တော့ရေချိုးနိုင်မှာဖြစ်ပြီးအပေါ်လေးဆုံးဖို့တဲ့ကျွင်းတစ်ချင်းတူပေးထားပါရယ်။နေရာထဲမှာကြွက်တရာမင်းမှုအုပ်ချုပ်နေတဲ့ပြင်စားရေးတောက်ရင်မှာလေဒီလိုဒီလိုရှေ့စားစာရည်နဲ့ကျွင်းမွေးအဲ့ခဲမှာပါ။ဒီတမင်တက်နဲ့စားမိရင်တော့မြန်မာပြည်ကပေးရင်တစ်ခွက်ကတန်ပေါင်းများစွာတန်နေလို့တော့ထင်မိသွားမှာပါ။ဒါဒီမဲ့လားဆိုတော့အိတ်ဆက်ရတဲ့နေရာကိုတစ်ချက်ရှို့ ငါးနေရာရီသူ့နေရာရီလုံးမနေပဲနဲ့လွတ်တဲ့နေရာမှာသဝင်အိပ်ရပြီးတော့နေရာလုံးမရှိရင်တယောက်ပေါ်တယောက်ထက်အိပ်ရတာဖြစ်လို့ထောင်သားချင်းချင်းလေးချစ်ခင်ကျင်နာမှုတွေပို့တိုးလာမှာပါအဲ့နေရင်းနဲ့လေတစ်ဖက်ကနေတစ်ဖက်ကိုလှည့်ဖို့ဆိုတာကလေထောင်ဆောင်ကခွင့်ပြုပြီးမင်းလှည့်လို့ပြောလိုက်မှလှည့်ခွင့်ရတာဖြစ်ပါတယ်နောက်တစ်ခုကတော့ရုရှားမှာရှိတဲ့ဆိုးရုံမှုအဆင့်90ထောင်ဖြစ်ပါတယ်ရုရှားကစင်ရတဲ့နိုင်ငံတကူမဟုတ်ပေမဲ့အကျဉ်းသားတွေအတွက်ငွေသုံးပေးချင်ပုံတော့မပေါ်ပါဘူးဒါကတော့ ရုရှားမှာရှိတဲ့ CO1A ထောင်ပြပြီးတော့အကျဲသားတွေဟာအခန်းချင်းထဲမှာကြက်ကြက်တက်တက်နဲ့နေရပါတယ်။ဒါပြင်အပူချိန်95ဒီဂရီရှိတဲ့အခန်းထဲမှာချွတလောက်လောက်နဲ့23နာရီကြာပဲခံထားရပါတယ်။အဲ့ရကင်းတွေလုံးလုံးမရှိတာကြောင့်အလဲကြအိတ်ဆက်ရပြီးတော့ရေချွေထားဖို့အတွက်လည်းတပတ်မှတစ်ခါသာရေချိုးရပါတယ်။ဒါလည်းမကသေးပါဘူး။ထောင်ကကျွေးမွေးတဲ့ထမင်းကခွေးစာဝက်စာလောက်တော့မှမကောင်းနဲ့ဒါကိုတနေ့တော့မှနှစ်နှစ်ပဲကြည့်တော့ပါ။ အကျဉ်းကားတစ်ခုထဲမှာအပြစ်သားအယောက်80နေရပြီးတော့အိမ်သားတစ်လုံးထဲကိုဝေးမြသုံးရပါတယ်ဆက်လက်ပြီးတော့ဘိုလီးဗီးယားမှာရှိတဲ့စိုးရုံမှုအဆင့်60ရှိတဲ့အကျဉ်းထောင်ကိုကြည့်လိုက်ရအောင်ပါဘိုလီးဗီးယားတခွင်မှာတော့နာမည်ဆိုးနဲ့ကြော်ကြတဲ့ဆန်ပက်ဒရိုထောင်ကတော့ထောင်ဆိုတဲ့စကလုံးထက်ကိုမြို့တစ်ခုလိုပြောရင်ပိုပြီးတော့လိုက်ဖက်မှုရှိပါလိမ့်မယ်။ဆက်ရှိပင်မြင်းနဲ့နေရန်ကြီးကာထားပြီးတော့အတွင်းဘက်မှာရှိတဲ့ဆန်ပက်ဒရိုထောင်ကတော့ရွာတရွာရဲ့အသွင်လိုပါ။ ီထောင်ထဲမှာထောင်ဆောင်ဆိုတာမရှိပါဘူးအကျဉ်းသားရဲ့အနေနဲ့ဒီထောင်ထဲကိုချစ်တလန်းလှမ်းလိုက်တာနဲ့ထောင်ရဲ့ဝေယဝိဆအကုန်လုံးရောက်မယ်တာမရှိတော့ပါဘူးဒီထောင်ထဲမှာအကျဉ်းကလည်းမရှိသလိုလိုက်နာရမယ်စီမီစီကလည်းမရှိပါဘူးအစိုးရကတော့တခြားသောထောင်တွေအားလုံးထက်ကိုလူသေဆုံးမှုတော့အလွန်မြင့်မာတဲ့အချက်ပါ ပြန်မြအပြင်တို့တနှစ်ကိုလူ၄ယောက်လုံးတည်ဆုံနေပြီမဲ့ထူးခြားတဲ့ချက်ကအကျဉ်းသားတွေကိုယ်တိုင်ကဒီတောင်ထဲမှာဆက်နေကျင်ကြတာပါဒီတောင်ထဲမှာဆိုရင်အလုပ်တွေလည်းလုပ်လို့ရတယ်လို့ငွေရှာပြီးတော့အိမ်ဒီပါငားရမ်းပြီးတော့နေနိုင်ကကိုယ့်ရဲ့မိသားစုကိုပါထောင်ထဲမှာခေါ်ထားခွင့်ရှိပါတယ်။ဒါကြောင့်ဒီတောင်ကတင်ပေါ်ကိုတားနဲ့မရနဲ့တူတူအသည့်ပြန်စားခွင့်ပေးတဲ့နေရာလို့ပြောရင်လည်းရပါတယ်။နောက်တစ်ခုကတော့စိုးရုံမှုအဆင့်80ပါ။ Atlas Florence လို့ခေါ်တဲ့ဒီတောင်ကကြတော့လုံခြုံရေးအလုံမြင့်မှပြီးတော့ခြောက်ချားကရိုးသွတ်သွားနေတဲ့စိတ်တဆနေရပါ။သူ့ကိုတနည်းအားဖြင့်တော့တန်ရှင်းတက်ရက်တဲ့ခေတ်တဲ့ငယ်ရဲလို့တော့မှနာမည်ပေးထားပါတယ်။ ထောင်တင်းမှာတော့ဘုံလျှောက်ပေးဆက်အလုံးတရာကျော်လေစာရောင်ကြီးတန်းဘုံတန်ခံနိုင်ပြီးတော့အဝေးကနေထိန်းချုပ်လို့ရတဲ့စတီတကားတက်ဆင်ထားတဲ့အကျဉ်းကန်း1400ကျော်ပါရှိပါတယ်။အမေရိကရဲ့လုံခြုံရေးအမြင့်ဆုံးထောင်လို့ပြောလို့ရတယ်လို့ဘယ်သူမှဖောက်မဝင်နိုင်အောင်ဘယ်သူမှလည်းဖောက်မထွက်နိုင်အောင်အထူးတည်ဆောက်ထားတာပါ။အကျဉ်းသားအနေနဲ့လေတခြားသောလူတို့ဦးတယောက်ကိုမှမမြင်ရတဲ့အခန်းအလုံပိတ်တွေထဲမှာရပောင်းများစွာနေရပြီးတော့အတန်လုံးနဲ့အကျဉ်းစခန်းနေရာလေအကျဉ်းသားတွေရဲ့စိတ်ကိုခြောက်ခြားစေပါတယ်။ဒါ့အပြင်အကျဉ်းသားတွေရဲ့ခြေလမ်းတိုင်းမှာအသက်တစ်ချက်ရှူတိုင်းကိုအပြင်ကနေစောင့်ကြည့်ကင်မရာနဲ့ကြည့်နေကြပါတယ်။ ကဲပရိသတ်တို့လည်းသိကြည်နေလောက်ပါပြီဒီထောင်ကတလောက်တင်းကျပ်ရအောင်ဘလူလူတွေကိုများဖန်ထားလေးပေါ့အကျဉ်းသားတွေအများကြီးထဲမှာမှဒီဥပမာအနေနဲ့ပြောရမယ်ဆိုရင်မက္ဆီကိုနိုင်ငံမှာကိုပိုင်လက်နက်တပ်ဖွဲ့ဖွဲ့ထားပြီးတော့မူရည်စေဝါတွေကိုရောင်းချကာလူကုန်ကူးတဲ့အကြီးစားခိုင်းချုပ်ကြီးအက်ချပိုပါပဲတခြားသောအကျဉ်းသားတွေကလည်းအဲ့ဒီလူလိုပါပဲသွားနောက်လို့မရတဲ့ background တွေရှိမှအသေးချပါဒါကတော့ Utanomo Bay လို့ခေါ်တဲ့အကျဉ်းထောင်ဖြစ်ပြီးတော့စိုးရုံမှု level ကတော့80ပါကူပါမှာရှိပြီးတော့ဒီအမေရိကန်အခြေစိုက်အကျဉ်းတော်တစ်ခုဖြစ်ကထောင်တစ်ခုလုံးမှာတော့အကျဉ်းသား15ယောက်ပဲရှိပါတယ် အကျဉ်းသားတွေကိုဆက်ဆံတဲ့ပုံစံနဲ့အနေငယ်ထူဆန်းပြီးတော့ဒီ15ရောက်လေးကိုထိန်းချုပ်ဖို့အတွက်အစိမ့်မြက်လုံခြုံရေးကိရိယာတွေတက်စင်ကဘေးပပတ်လေးမှာလည်းတန်ဆူးကြိုးရင်နဲ့ကားထားပါတယ်။နောက်ချက်ထူကြတာကဒီထောင်ထဲမှာစားကြည့်တိုက်ရှိပြီးတော့စောက်မဂဇင်းနဲ့ဗီဒီယိုဂိမ်းတွေထားထားပါတယ်။စောက်တွေကတော့အထက်မှာချပေးတဲ့စာပေမျိုးတွေပဲထားရှိတာပါ။ Twilight series နဲ့ Harry Potter series အစုံလိုက်ရှိပါတယ်။အဲ့ဒါတည်းဒီထောင်ကိုစိုးရွားစေတဲ့ချက်ကတော့ဒီထောင်ရဲ့အပြင်ပတ်ပတ်လေးမြေမြုပ်ပုံးတွေအများပြတ်တက်ဆင်ထားတဲ့ချက်ပါ။ ဘလူလူတွေကိုဖမ်းဆီးထားတာမို့လို့အမေရိကန်ဟာကူဘာနိုင်ငံအထိငါခပေးပြီးတော့ဒီအကျဉ်းသားတွေကိုပို့ထားတာဖြစ်မလဲလူကြီးမျိုးတွေအင်စားလေးပေးခဲ့ပါမယ်။ကဲဒါဆိုရင်တော့စိုးရုံမှုအဆင့်90ကိုစက်ကြည့်အောင်ပါ။ဂန်စာရီရဲ့အိမ်မက်ဆိုးဖြစ်တယ်လို့တချင်ကကပအကျဉ်းတကအကျဉ်းဆုံးထောင်ဖြစ်နေတတ်မှတ်ခံရတဲ့ထောင်တစ်ခုဖြစ်ပါတယ်။အားလုံးသိတဲ့အတိုင်းပဲ Salvador မှာလူရောက်တသိန်းမှာတော့တရ3ရောက်နှုန်းနဲ့အသက်ခံနေရတဲ့နိုင်ငံဖြစ်ပါတယ်။ဒီတော့ဒီပြဿနာကိုဖြေရှင်းဖို့ကြိုးစားနေတယ်။2022ခုနှစ်မှာအစိုးရကနိလန်းတကူစဉ်းစားမိခဲ့ပါတယ်။ ဒါကတော့ကမ္ဘာအကြီးဆုံးအဆင့်မြင့်ထောင်တစ်ခုတည်ဆောက်ခါစစ်ပွဲတွေမှာသုံးတဲ့စူပါလက်နက်တွေကင်ကစောင့်ကြပ်ဖို့ပါ၁၁မီတာမြင့်တဲ့အားဖြင့်ကွန်ကရစ်နံရံကြီးတွေလက်နက်ပြည့်စုံပါတဲ့စောင့်ကြည့်တာပါ၁၉လုံးနဲ့နံရံပတ်ချာလေကိုလျှက်စစ်တပ်တွေလုပေးထားပါတယ်ထောင်ရဲတမိုင်းကွာဝေးတီလေဘလို့ဆက်သွေးဘလို့လူမအလာမခံမင်းနဲ့လုံးဝမျိုးပြနဲ့တီးကြောက်စောက်လုပ်ထားတာပါကဲ ကျန်းလာပါတယ်ဆိုရင်ဂန်းစားတွေတော့အတွင်းမှာအကျဉ်းခန့်နေနဲ့ပိတ်လောင်ထားပါတယ်။ဒါပေမဲ့ဒီနေရာမှာတွေမရသေးပါဘူး။ဂန်းစားတွေရဲ့စိတ်ထဲမှာလူသားချင်းစာနာစိတ်ဝင်စေဖို့အတွက်အားလုံးကိုအဝတ်စားပေးမဝယ်ဖ ೇನೆ ။ဘောင်းဆော့ရှော့ဘောင်းမီတထဲပဲဝတ်ခိုင်းကအားလုံးကိုစပင်းကတုံးတုံးထားပါတယ်။အလုံးချင်းမြောင်းတဲ့အကျဉ်းခန့်တခန့်ကိုလူ၈၀နေခိုင်းပြီးတော့တရက်ကိုမိနစ်30အခန်းပေါ်ရင်းနဲ့ဝိုင်းဖွဲ့စကားပြောဆွေးနွေးခိုင်းပါတယ်။ဒီလိုထိလဲစရာဂန်းစားတွေအစုလိုက်အပြုံလိုက်ရှိနေတာနဲ့တင်ဒီတော်ရဲ့ရှင်ဝါကတော်တော်ကိုလက်မကောင်းပါဘူး။ အခုလောက်ဆိုတော့ကျွန်တော်တို့ရဲ့လုံခြုံရေးမြင်ပါတဲ့ထောင်တော်တော်များများကိုမြင်မှုသွားကြပြီဆိုပေမဲ့အခုထောင်တွေထက်ကျန်တဲ့နောက်ထပ်ထောင်တစ်ခုရှိပါတယ်။ဒါကတော့ Black Dolphin လို့ခေါ်တဲ့စိုးရိမ်မှုလေးပဲတက်ရပါ။ကမ္ဘာကျောက်စရာအကောင်းဆုံးထောင်တစ်ခုဖြစ်ပါတယ်။ဒီတောင်ရုရှားနိုင်ငံရဲ့နောက်ဆုံးအနေနဲ့အပြည့်ပေးတဲ့နေရာတစ်ခုဖြစ်ပြီးတော့ထောင်ထဲမှာရုရှားနိုင်ငံရဲ့အဆိုးဝါးဆုံးယာစုဝေသား900ကိုချုံနောက်ထားတာပါ။လူသတ်မှုလူသားစားမှုပြင်တခြားမှုတွေအရဆိုရင်လည်းအရန်ဆိုးဝါးတဲ့အတွက်ကျွန်တော်ဒီမှာပြောပြလို့တော့မရပါဘူး။ ပြီးတော့ထောင်သားတန်းကလည်းပြင်းပြလူ9ယောက်တတ်ထားတဲ့သူတွေကြီးပါရာသီဥတုကအန်တော့90ဒီဂရီရှိတဲ့အတွက်နေ့ရက်တန်းကိုအသက်ရှင်ဖို့ရုန်းကန်နေရတာပါဒါပြင်မနက်တိုင်းအရာထားနောက်ကြရင်လည်းရင်းနှက်ပတ်ပြီးတော့နှုတ်ခတ်ရပါတယ်ထောင်သားတန်းကိုတရားခွဲထားပြီးတော့စကားပြောခွင့်လည်းမရှိတဲ့ပြင်အဲတူးခွင့်လည်းနေ့တွေအကြိုက်ပိတ်ထားပါတယ်တရက်ကို16နာရီလောင်ရီထဲမှာမတ်တက်ရရတဲ့ပြင်အကျဉ်းကန်းတဲကနေထွက်တဲ့အခါမှာလေခါကို90ဒီဂရီညှော့ထားရပြီးတော့ထောင်ရလမ်းတွေကိုမမတ်မိအောင်မျက်လုံးကိုဝေးစေးထားပါတယ်။အချိန်ကြာလာရင်တော့ဒီလိုနေရတာကနေသားချသွားမှာဆိုပေမဲ့ဒီထောင်ကတော့တေးမှပဲလွံ့မြောက်မှာပါ။ ကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲတကြခါသမယကိုပျော်ရှင်စွာနဲ့ဖြတ်သန်းနိုင်ကြပါစေအားလုံးဘေးဘီယာကင်းကွာပြီးရွှေလန်းချမ်းမြေ့ကြပါစေခင်ဗျာ